နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးထောင်မှာအကျဉ်းဦးစီးဌာနရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါအဝင်နိုင်ငံရေးအကျဉ်းသားနှောက်ဦးတေဆုံးက၅ဦးထက်မနည်းဒဏ်ရာရရှိသွားတဲ့အတွက်ဆေးဝါးကုသမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ23ရက်နေ့ညပိုင်းကမကွေးထောင်အနီးမှာတော်လိုင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအချိန်မှာထောင်ထဲမှာလည်းအချင်းဦးစီးဌာနရဲ့ဝန်ထမ်းများနဲ့အချင်းသားတွေကြားထဲမှာတင်းမာမှုနဲ့ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အချင်းဦးစီးဌာနကဝန်ထမ်းများကထောင်ဘူးဝနဲ့ကင်းမျော်စင်ဘော်ကနေတနံများနဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအချင်းသားအ ਨੇ စုံနှစ်ဦးသေဆုံးကနိုင်ငံရေးအချင်းသားနဲ့အချင်းသားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်လက်ရှိမှာအကျဉ်းသား9ဦးထက်မနည်းဟာစေဝါကုသမှုခံယူနေရတယ်လို့ PPNM ထံကသိရပါတယ်အချင်းတောင်ထဲမှာရှိတဲ့အချင်းသားတွေနိုင်ငံရေးအချင်းသားအချင်းသူတွေဟာတော်လိုင်းအောင်မယ်ဆိုတဲ့စိတ်နဲ့အချင်းတောင်ထဲမှာအတက်နိုင်ဆုံးဘာပြက်တနာမှအဖြစ်မခံမဲနဲ့ထိတွေ့မှုမခံမဲနဲ့ကိုနေထိုင်နေကြပါတယ်ကာလာတွေကြာလာတဲ့အမျှအချင်းတောင်ထဲမှာတည်တံချခံနေရတဲ့သူတွေတသက်တကြုံချခံထားရတဲ့သူတွေရဲ့စိတ်ထဲမှာတော့ထောင်ရဲ့ပြင်ပကိုအများဆုံးလွတ်မြောက်နိုင်ရေးဆိုတဲ့အခြေအနေလို့ကျွန်တော်တို့ကသုံးသပ်မိပါတယ်ဒါကြောင့်မို့လို့လဲ ်ပြင်ပမှာတနက်တန်တွေကြားတိုင်းဘုံတန်တွေကြားတိုင်းမှာအချင်းထောင်တွေကနိုင်ချင်းတွေဟာပျော်ရွှင်ကြည်နူးပြီးတော့မှအားတက်ရတယ်လို့မျိုးပါပဲတခါတခါမှာဒီလိုမျိုးတိုက်ပွဲတွေဖြစ်တယ်ဆိုတာခြေတန်တွေနိုးချလာတာနဲ့အမျှအချင်းထောင်တွေမှာရှိတဲ့သူတွေရဲ့စိတ်တွေကလည်းဒါငါတို့ကိုလာကူတာပဲဆိုတဲ့စိတ်သူတို့ခံစားနေရပြီးတော့အချင်းထောင်တွေကလွံ့မြောက်ရေးကိုစ조사ပြီးတော့ပြင်ဆင်နေကြတယ်ဆိုတဲ့အခြေအနေမျိုးကိုဖြစ်သွားစေတယ်လို့သုံးသပ်ပါတယ်လို့ PPNM ကကိုတိုက်ထုံးဦးကရှင်းပြထားပါတယ်လက်ရှိအချိန်မှာစစ်တပ်ကနိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်းစုံစမ်းစစ်ဆေးရေးများလုံဆောင်ရရှိတယ်လို့သိရပါတယ်။အကျဉ်းသားများနဲ့ထောင်ဝင်းသားများရဲ့ထိတွေ့မှုမှာထောင်ဝင်းသားတို့လည်းထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောပါတယ်။တယောက်နဲ့တယောက်အပြစ်တင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အားနည်းချက်ကိုပုံမပြင်ဆင်ပြီးမှအကျဉ်းတော်တွေကနိုင်ငံရေးအကျဉ်းသားတွေရဲ့မျှော်လင့်ချက်ဖြစ်တဲ့ထောင်တကားတွေကိုချိုးဖျက်ပြီးတော့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးကိုတော့ကိုယ်တိုင်စူးစမ်းတဲ့အခါမှာရောကျွန်တော်တို့အရှိကအစုအဖွဲ့တွေစူးစမ်းတဲ့အခါမှာရော ပုံမို့ပြီးတော့စနစ်တကျနဲ့တဖက်အကျိုးရလတ်မှာနိုင်ကျင်းတွေမထိခိုက်ဖဲနဲ့တကယ်ကဲထုတ်နိုင်မဲ့နီလန်းမြို့သိမ်းတိုက်ပွဲတွေနဲ့အတူထောင်းတကားတွေကိုချိုးဖြတ်မဲ့နီလန်းတွေကိုလုံနိုင်ရင်တော့ပိုကောင်းတယ်လို့ကျွန်တော်ကအကြံပြုတိုက်တွန်းချင်ပါတယ်လို့ကိုတိုက်ထုံးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ